နိုင်ငံတော်ကိုဗျာမတရားတဲ့ပြည်အုပ်ချုပ်ချဲ့လဲနေတဲ့သူတွေကဒီလိုမျိုးမကောင်းတဲ့နှက်တွေနဲ့မကောင်းတဲ့အရာတွေနဲ့မကောင်းသောအရာတွေကိုလုပ်နေတဲ့ကြောင့်မို့ဒီတိုင်းပြည်တစ်ခုလုံးမှာရှိနေတဲ့တိုင်းရင်းပြည်ရဲ့အခြေအနေအောက်ဆုံးပြတ်သက်ကုန်တယ်။နေရင်းတောင်တောင်လမ်းမထက်မှလူကြီးတိုက်တယ်ဆိုတာရှိစရာအကြောင်းမရှိဘူး။ တစ်နေ့လုံးထိုင်ပြီးထမင်းမစားပဲထိုင်ရိုက်တော့မှအချားနေတွေတွားရိုက်ကြည့်ရမလားထိုင်တဲ့ဌာနတစ်ခုမှာပါလာတယ်ထိုင်အမျိုးသမီးနှစ်ယောက်လူကုန်ခုခံရတယ်မြန်မာနိုင်ငံကတော့ထိုင်နဲ့ထိစပ်နေတာနော်ဟေးယောချစ်လေးတဲ့ကြည့်မြောက်မမင်္ဂလာပါ just solution ကနေပဲလေ just like ပါတယ်ဒီကနေ့က just that သူကျွန်မ video လေးတွေကတော့ရှေ့မှာမြင်တင်တဲ့ video လေးတွေပဲဖြစ်ပါလိမ့်မယ် hobby ထုံးစံတက် just နဲ့သူဆောင်တွေလိုက်ပါ just for the pick up ပါတယ် hobby စလိုက်ကြောင်း let's go အားလုံးပဲမင်္ဂလာပါ okay ကျွန်တော်ကိုလူရမ်းမင်းများတဲ့မင်းကတစ်ခုရှိတယ်အဲ့ပါလဲဆိုတော့ ။ဘာကြောင့်စစ်အာဏာရှင်အတိုင်းပိုင်းကလူတွေရဲ့အသက်တွေနော်လူတွေရဲ့အမုန်းတရားတွေလူတွေဒူးဒူးရဲ့ကြိမ်စာတွေကိုခံပြီးတော့ဘာကြောင့်ခုချိန်ဒီတိုင်အောင်တပ်ဆိုးတွေရှိနေကြတယ်လဲ။နော်ဘတော့သိမလဲမင်းနော်စစ်အာဏာရှင်ကဘတော့သိမလဲကျွန်တော်စအာနာစသိမ့်တဲ့အချိန်မှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့အတိုင်းပိုင်းကိုကျွန်တော်တင်စားလိုက်တဲ့အစီအစဉ်တစ်ခုလုပ်ဘူးတယ်နော်အဲ့လိုဘူးတဲ့ကိစ္စကြောင့်မလို့ကျွန်တော်ထောင်းနေနေကြခဲ့တယ်။တောင်းကနေပြန်လောက်လာတဲ့အချိန်မှာလဲနောက်တစ်ချိန်ထပ်မံဖန်ဆင်းမှုကြောင့်မလို့ကျွန်တော်အခြားနိုင်ငံကိုပြောင်းရွှေ့လာရတယ်။ဒါပဲပြောစရာရှိတယ်။ထပ်ပြောမယ်။အဲ့တော့ဘာကြောင့်ကျွန်တော်ကိုအဲ့လောက်ကြည့်အောင်ကိုတည်ရင်မဲကြည့်နော်ဖန်းတာစီရာမျိုးကိုတာမန်နိုင်ငံသမားဘောလုံးတာမန်နိုင်ငံသမား ပုံလုံးနဲ့ပုံစံမျိုးလုပ်ယူရတယ်သူတို့မှလည်းအကြောင်းပြချက်ရှိတယ်ဒီနေရာမှာပြောပြမယ်လူသားတစ်ယောက်မှာလူသားတစ်ယောက်အသက်ရှည်ဖို့အတွက်နောက်လူသားတစ်ယောက်ကပေးဆုံးပေးရတယ်ဆိုတော့ချိန်ခွင့်စီမီးတစ်ခုရှိတယ်အဲ့ဒီချိန်ခွင့်စီမီးကိုဘာသာရေးရင်ဆိုတော့အတိုင်းတာတစ်ခုနဲ့မတိုင်းတာပဲနဲ့ကျွန်တော်တို့ဂံမြပညာလို့ခေါ်ရဲရမော်ပညာဆိုလို့ခေါ်ရဲရနောက်အောက်လန်းပညာလို့ထက်လန်းပညာလို့ဝစ်ခရက်လို့စသဖြင့်အဲ့ဒီပညာရက်တွေနဲ့ပိုင်းခြားတတ်မှတ်ကြရအောင်ချိန်ခွင့်တစ်ခုနဲ့တူတယ်ချိန်ခွင့်တစ်ခုမှာ ဇုံတယောက်သိဆုံးဖို့အတွက်ဇုံတယောက်ကရှင်းတယ်ပေးရတယ်အဲ့လိုပဲဇုံတယောက်ရှင်းတယ်ပေးဖို့ဇုံတယောက်ကသိဆုံးပေးရတယ်အကြောင်လို့ကဘာမှာလက်စိုးတွေနဲ့အလဲလဲလောက်တာမျိုးလို့လက်စိုးတွေကိုရစ်ပူစော်ပြီးတော့အသက်တွေပူစော်ပြီးတော့ကိုယ့်ရဲ့အသက်တွေတိုးအောင်လုပ်တာလို့ကိုယ့်ရဲ့ဩဇာတွေတိုးအောင်လုပ်တာလို့ကိုယ့်ရဲ့အာဏာတွေတိုးအောင်လုပ်တာလို့ဆိုတဲ့ဖြစ်စဉ်တွေကဘာကြီးမှလည်းရှိတယ်အဲ့တော့တို့မြန်မာနိုင်ငံမှာလည်းဒီဖြစ်စဉ်မျိုးရှိတယ်အဲ့ဘာလဲဆိုတော့စစ်ကောင်စီအတိုင်းဝိုင်းနဲ့ပတ်သက်တဲ့ဗိုလ်ချုပ်အတိုင်းဝိုင်းတွေအကုန်လုံးကသူတို့ရဲ့အသက်တွေရှည်စေဖို့ပြောမှဆိုရင်တော့ ဟိုသူတို့ရဲ့အာကုသူတွေပြောမယ်ဆိုသူတို့မှာရှိနေတဲ့ဒဏ်တွေကိုဘာတွေနဲ့တိဆောက်ထားရလဲဆိုတော့ကလေးတွေလူငယ်တွေမနော်ပြောမယ်ဆိုရင်တော့ဒီလူတွေရဲ့အသက်တွေနဲ့သူတို့ရဲ့ life တွေကိုကိုတိုးအောင်လုပ်ထားကြတာလူတိုင်းမှာအများအားကံမကောင်းတစ်နှစ်မှာ12လရှိ12လောက်ကံမကောင်းကံဆိုးတဲ့လတွေရှိတယ်ကံဆောက်ပြတ်တဲ့လတွေရှိတယ်ခင်ဗျားတို့လူတွေပဲကိုကိုကိုပြန်မြင်ကြည့်အများအားကံကောင်းနေလားခင်ဗျားကံမကောင်းတဲ့ချိန်တွေရှိကြတာလေ နော်ကံလုံကောင်းတဲ့သူနဲ့ကံမနည်းနည်းလေးကောင်းတဲ့သူနဲ့ကံလုံဆိုလို့ဆိုတော့ကြိုးလို့ကွာရင်ကွာသွားမယ်အဲ့တော့စက်ကောင်စီတိုင်းပိုင်းမှာလည်းအားလိုက်ချက်မရှိဘူးလားမရှိတယ်ဒါပေမဲ့အားလိုက်ချက်အားလုံးကိုဘာနဲ့ဖြာထည့်လဲဆိုတော့ဘုံကျဲကလေးတွေဘုံကျဲလေးနဲ့ဘုံကျဲတယ်ဆိုတော့အဲ့ဒီပုံစံတွေနဲ့သူတို့ရဲ့အားနည်းချက်တွေကိုပြန်တိဆောက်တယ်ပြန်ဖြာထည့်တယ်အဲ့တော့ပြပြမယ်ဘာလဲဆိုတော့ကျွန်တော်တို့လေးနဲ့ဘုံကျဲတယ်ဆိုတဲ့ဖြစ်စဉ်ကလူတွေဟိုကလေးတွေကိုတတ်တယ်ဆိုတဲ့ဖြစ်စဉ်စစ်တိုက်တာလည်းမတူဘူးဒီကိစ္စ စစ်တက်တယ်ဆိုတာသူနဲ့ကိုနဲ့ချဗျာစစ်မိမိတခုမှသူပြစ်ကိုပြစ်ဒါစစ်မိမိတခုတခါကြရင်လိန်နဲ့ဘောင်းကျဲရဆိုတဲ့ကိစ္စတခုကချုပ်အကြောင်းတက်ချက်တွေကအားထားပါတော့ဒီနေရာမှာ PDF တွေခိုအောင်လို့ဒီနေရာမှာဘသူတွေရှိလို့ဘေးဝါးတွေရှိလို့အချို့နေရာတွေကဘာ PDF မှမရှိဘာမှမရှိပဲဒီတိုင်းတီးတန်းတီးတန်းကြီးတီးကြိုင်းရှိနေတဲ့နေရာတွေရှိတယ်။သတိထားမိမှာပေါ့။ချုပ်နေရာတွေဆိုရင်မျိုးလိုက်ကိုရွာလိုက်ကိုလောဟာအပြောက်ဖြောက်တာမျိုးတွေရှိတယ်။ဟင်။ဘာဖြစ်ရှိလို့လဲဒီရွာ။တဘောကတော့ရှင်းတယ်။သူတို့ရဲ့အသက်တွေကိုရှေ့လျားစေဖို့အတွက်ဆိုပြီးဒီရွာမှာရှိတဲ့သူတွေကိုစတိပြတာ။ ပြီးတော့တတိထားမိကြလားတော့မသိလေးနေဘုံကျဲတယ်နော်ကြောက်တာကခုခုကြောက်ဟိုတိတ်ဆုံးနေဆိုရင်ခလေးတွေများတယ်ခလေးတွေကိုကျွန်တော်တို့ရဲ့ဇကားမှာအင်နိုဆန်လို့ခေါ်တယ်အပြစ်ကင်းစင်တဲ့သူတွေလို့ခေါ်တယ်အပြစ်ကင်းစင်တဲ့သူတွေရဲ့အသက်တွေကိုသွေးတွေနဲ့ဇဒေးပြီးတော့စိတ်ကောင်းတွေမှာရှိနေတဲ့သူတွေအတိုင်းဝိုင်းအားလုံးတော်တော်များများကသူတို့ရဲ့အသက်တွေကိုရှီအောင်လုပ်နေဖြစ်တယ်ဒါကိုကျွန်တော်တို့ကဘာလဲဆိုဇဒေးတွေလို့ခေါ်တယ်အဲ့တော့အဲ့ဇဒေးမှုတွေရှိနေတွေအဲ့ဇဒေးမှုတွေဖြစ်နေတွေကဒီကောင်တွေကတတ်ဆက်ရှိနေဦးမှာပဲတနည်းမဟုတ်တနည်းနဲ့တော့ပွားနေဦးမှာပဲဒါတို့နားလိုက်ထားဘူးလို့လေ နော်အဲ့တော့တို့ကမတုံးနိုင်နိုင်တော့မကြော်လုံနိုင်အောင်လားမင်းတော့တို့တော့ကကြော်လုံနိုင်တဲ့အစိပ်ပိုင်းတွေတော့ရှိအောင်မေမရှိဘူးတော့မရှိဘူးလောကကြီးမှာနော်လောကကြီးမှာမရှိဘူးတော့မရှိဘူးအဲ့လိုမျိုးအာဒီနေရာမှာဘုံကျဲလာပြီးပြစ်စင်ပြီးပြီဆိုတာ ਨੇ ဒိဋ္ဌာမိလာတော့မသိဘူးဟမ်အဲ့ဒီဘုံကျိုးအတိုင်းဝင်တော်တော်များဘေဖျားကိုသွားဖူးပြီးတော့ဘေဖျားကိုသွားပြုတ်ပြင်းပြီးတော့ဘေဖျားကိုစိန်ကူးတက်ပြီးတော့ဘေဖျားကိုသွားပူတော်ပြီးတော့ဘေနီယာကိုသွားပြီးလို့ဆိုတဲ့ပြစ်စင်မျိုးကမတိမတာလေးတိုးလာအဲ့တော့ဒါလေးတော့ယူထားတယ်ဒါလေးတော့တိယူထားတယ် ါတွေကအကျိုးဆက်ကိုတော့တစ်ချိန်မဟုတ်တစ်ချိန်တော့ပြန်ခံရမယ်ဘယ်ချိန်လဲဆိုတော့မဆိုတတ်ဘူးအဲ့တော့ကျွန်တော်တို့ကဥပမာကျွန်တော်အခြားနိုင်ငံကိုရောက်နေတဲ့ကြောင့်မလို့ကျွန်တော်ကိုယ်တိုင်ကစီရင်နေအစီအမံတွေကိုစောင့်ရတဲ့အခါမှာလဲဟိုပြောရမယ်ဆိုရင်ဒါလေးကိုလုပ်ပါဒါလေးကိုလုပ်ပါဆိုပြီးတော့ဒါလေးပဲပြောပြလို့ရအခြားမပြပြလို့မရဘူးနော်နောက်တစ်ခုရွေးကောက်ပဲကိစ္စပြောပြရွေးကောက်ပဲကို ီဒီဇင်ဘာလ28ရက်နေ့ကိုတို့ရွေးချယ်ထားတယ်အဲ့တော့သတိထားမိတာတော့မသိဘူးဒီ28ရက်နေ့ကိုရွေးချယ်တာအကြောင်းချက်တစ်ခုတော့ရှိတယ်မှန်တယ်ဒီရက်ကကောင်းတယ်မကောင်းတော့ပြောစရာမရှိဘူးရက်ကောင်းတယ်အာတိုင်းပြီစီပင်တုတ်တက်ပြီးတော့ဒီတိုင်းပြီအုပ်ချုပ်တဲ့အကြီးကြီးတွေအသက်ရှင်မယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်ကောင်းတဲ့နမိတ်လေးလည်းရှိတယ်နောက်တစ်ခုကကျတော့ပါလဲဆိုတော့သတိထားမိအောင်ပြောပြမယ်ကျွန်တော်တို့ခရစ်ယာန်ရဲ့တမန်ကျမ်းစာအလိုအရ28ရက်နေ့ကနော်ကိုရီအင်နိုဆန်ဒေးအပြည့်ကင်းစင်တဲ့သူတွေရဲ့နေ့ဒါဘောကတော့ ယေရှုဘုရားသခင်မွေးဖွားလာမယ်ဆိုပြီးတော့မှနော်နမိတ်ရတယ်ပြောရမယ်ဆိုရင်တော့ဒီတိတ်နမိတ်တွေရတယ်ပေါ့ရတဲ့အခါကျတော့အဲ့တော့25ရက်နေ့ကစပြီးတော့မှအဲ့ခက်မှာရှိတဲ့ဘုရင်တစ်ပါးကနေပြီးတော့အဲ့28ရက်နေ့မှာအဲ့ရဒီရတော်တွေမှာမွေးတဲ့ကလေးမမများအားလုံးကိုတတ်ဆိုပြီးတော့အမိန်ပေးခဲ့တယ်အကြမ်းမလို့28ရက်နေ့ကိုကလေးတွေကိုအတက်ဖြတ်တဲ့နေ့ဒါမျိုးပြောမလို့ကလေးတွေဒီအဖြစ်ကင်းစင်တယ်လို့သတ်မှတ်တယ်လို့ Holy Innocent Day လို့သတ်မှတ်တယ် တဘောကတော့ဒီဘရင်ကတိုးထက်ကြီးရဲ့သူမရှိလာရဘူးတိုးထက်ကြီးရဲ့သူမဖြစ်လာရဘူးဆိုတော့ရည်ရွယ်ချက်တစ်ခုအတွက်အဲ့ဒီမှာကလေးရဲ့အားလုံးကိုဇတိရနေအဲ့တော့ဒီမင်းရောင်လိုင်းနဲ့ပတ်သက်တဲ့သူက28ရက်နေ့ကိုဟမ်ရွေးချယ်တယ်ဆိုတာကောင်းသောရွေးချယ်မှုဖြစ်မလားဆိုးသောရွေးချယ်မှုဖြစ်မလားဆိုတာ2026နှစ်နှစ်တာကိုရှင်းပြကြည့်ကြမယ်အဲ့တော့ကျွန်တော်2026တဲ့ပတ်သက်တဲ့ဟာခုချိန်ကြီးကျွန်တော်မမေးမထောက်ရသေးဘူးမမေးမဖက်ရသေးဘူးကျွန်တော်ဒီလက်ပတ်တွင်ဖတ်ပြီးတော့လေတင်ပေးမယ်ဘာတွေဖြစ်လာမလဲဆိုတာလေ ကျွန်တော်ကလည်းမသိသေးဘူးဒါပေမဲ့လောက်ထားတဲ့လောက်ပုံရဆိုတော့သူတို့ရဲ့ဩဇာသူတို့ရဲ့အာဏာတည်မြဲဖို့အတွက် လုပ်နေတာဖြစ်တယ်အဲ့တော့သူတို့ရဲ့အသက်တွေတည်မြဲဖို့အတွက်လည်းဒီလိုမျိုးစည်းဒီမှုတွေဒီလိုမျိုးဟိုတက်ဖြတ်မှုတွေလည်းသူတို့လုံးမှာဖြစ်တယ်အဲ့ဒါပတ်သက်ပြီးကျွန်တော်တို့ကျွန်တော်ပြည်သူတွေနဲ့ဘယ်လိုရေရချင်းမလဲအဲ့ဒါကိုလည်းကျွန်တော်တက်တက်ပြီးတော့ဒီခုထပ်လုပ်ပေးမယ်အဲ့အတွက်ကြောင့်လည်းခင်ဗျားတို့အားလုံးပူပေါင်းပါမယ်ရရေရရချင်းရတယ်ဆိုတာကဘာလဲဆိုတော့မကောင်းတဲ့ကံကြောင်းတရားတွေကိုပယ်ထုတ်ရတာအဲ့တော့ နိုင်ငံတော်ကိုဗျာမတရားတဖြစ်အုပ်ချုပ်ချန်လှယ်နေတဲ့သူတွေကဒီလိုမျိုးမကောင်းတဲ့နှက်တွေနဲ့မကောင်းတဲ့အရာတွေနဲ့မကောင်းသောအရာတွေကိုလုပ်နေကြအောင်လို့ဒီတိုင်းပြည်တစ်ခုလုံးမှာရှိနေတဲ့တိုင်းရင်းပြည်ရဲ့အခြေအနေအားလုံးစောက်ပြတ်သက်ကုန်တယ်။အခြားသောကြောက်ပုတ်သာကြောက်စရာကောင်းပါလေဆိုတဲ့ကတ်ဆိုးတွေအများကြီးဖြစ်ကုန်တယ်။ဒါတွေကအကျိုးဆက်ပဲ။နောက်ဆုံးခံရတီးပြီးသူတွေပဲ။ဒီလူတွေပဲ။လူတွေဖြစ်ကုန်တာ။အဲ့တော့သိရမှာဒီကောင်းနေသည်တဆိုးတွေရှိနေပါတယ်။ဒါပေမဲ့သူတို့အချင်းချင်းကြားထဲမှာလဲချင်းချင်းမယုံကြည်မှုတွေကြောင့်မလို့ တို့အချင်းချင်းကြားထဲမှာလည်းတက်ဆိုင်နဲ့သတင်းမှုတွေလည်းရှိတယ်အဲ့တော့2026မှာတော့ပြောရမယ်ဆိုရင်တော့တက်ကောင်စီကိုဗျာ1 to 10စီလိုက်ဘေပုတ်ကိုဘေကုတ်ကိုစီလိုက်အဲ့ဒီမှာတရ2ရ3ရောက်တော့ကတော့2026မှာပြက်စီရုံးမယ်အဲ့ဒါဘာလဲဆိုအချင်းချင်းကြားထဲမှာထိုးကျွေးမှုလို့ခေါ်တယ်အရင်ကထိုးကျွေးတာရာဇဝတ်ရေးချာထိုးကျွေးတာပေါ့ဒါပေမဲ့2026မှာတော့တက်ဖြတ်ပြီးတော့ထိုးကျွေးကြအောင်2026ကတော့နိုင်ငံသဘောရကြည့်မယ်ဆိုရင်တော့သိစိတ်ဝင်စားဖို့ကောင်းတယ် ဲ့တော့96နဲ့ပတ်သက်တဲ့ဟာတော့တတ်တတ်ပြောပါမယ်ကျွန်တော်နိမိတ်တွေကောက်ပြီးပါမယ်အဲ့တော့ဒါကိုကျွန်တော်နားလည်အောင်ပြပြဖြစ်တယ်အားလုံးနားလည်ကြပါစေကောင်းပါတယ်နောက်ပရိသတ်ကျတော့အမင်းတုံးတစ်ချက်လေးတွေကို comment မှာရေးပြပါအောင်ဆက်လက်ပြီးမှကိုစီတန်ဆက်ပြီးတဲ့တင်လေးဆက်ကြည့်လိုက်ကြအောင်နော်အဲ့ဒီနေ့လည်းနောက်ကျတဲ့အတွက်အားလုံးကိုလည်းတောင်းပန်ပါတယ်အဲ့လိုဒီဘက်မှာလည်းကြောင်းတက်နေတယ်အလုပ်တွေကလေဒါပေမဲ့ လောက်ပဲပြင်မှန်မှအားရှိပါတယ်အခုလို့ကိုနေလေးလေးတက်ပြောရတာလဲအများကြီးကြားရတယ်ကျွန်တော်ရှိမှာတင်အဲဒေါ်လာ9000လောက်ဝင်ထားပြီပြီးလို့ရှိရင်ဘတ်ငွေကတသိန်းခွဲကျော်ဝင်ထားပြီမြန်မာငွေကတော့အဲ12သိန်းကျော်တယ်ပေါ့ဆိုတော့တော်တော်တော့အားရှိစရာကြားရတာ ਨੇ နော်ဟိုအမေရိကန်ကနေတယောက်တဦးတည်းနဲ့ဒေါ်လာ3000လှူတဲ့အကိုကတော့သူကဘာပြောလဲဆိုတော့သူကတယောက်တဲ့တယောက်လူမျိုး ဒါပေမဲ့မြန်မာပြည်မှာမွေးတာကျွန်တော်တို့တရုတ်တွေကနိုင်ငံရေးကိုမလုပ်ရဲတော့ဘူးကိုတဲ့ကျွန်တော်အခုကူညီနေတာတော့မှတချို့တလေကျွန်တော်တကယ်ကြီးနေပြောလဲမင်းဘာဖြစ်လို့သွားရှုပ်တာလဲဘာဖြစ်လို့ဆိုတော့နေဝင်းလက်ထက်ကကျွန်တော်တို့တရုတ်တွေကိုအကုန်လုံးကိုဖမ်းပြီးတတ်တဲ့လူတက်ဒုက္ခပေးထားတဲ့အတွက်ကျွန်တော်တို့တရုတ်လူမျိုးတွေကနိုင်ငံရေးနဲ့ပတ်သက်ရင်အရန်ကြောက်သွားတယ်တဲ့ဒါပေမဲ့ကျွန်တော်ကတော့ဘလောက်ပဲပြပရောက်နေပါစေကျွန်တော်နိုင်ငံအတွက်ကျွန်တော်ဘယ်တော့မှကြောမခိုင်းချင်ဘူးဒါကြောင့်မို့လို့ ရတဲ့နေရာကသူထောက်ပံ့တယ်ကျွန်တော်တူးတဲ့ထောက်ပံ့မှာမဟုတ်သူပြောတာအခြားလူတွေကိုလည်းသူထောက်ပံ့မှုသေးတယ်ဒါပေမဲ့ဒေါ်လာ3000တယောက်တည်းကိုသူ့မှာတစ်ခါလဲလွှဲလို့မရတဲ့အတွက်အခါကခွဲပြီးတော့1000 1000ကိုလွှဲပြီးတော့မရရအောင်ခုညီပေးသွားတယ်နောက်ထပ်လဲအမေရိကန်တို့ဩစတေးလျတို့ဂျပန်ကိုရီးယားမြန်မာပြည်တွင်းတွေမှာမရမကကောက်ကပ်ပြီးလူတဲ့လူတွေအများကြီးရှိတယ်3000 3000ဆိုတော့ကျွန်တော်တို့ရဲ့ဒီကမ်ပိန်းဟာဒီပုံစံအတိုင်းသွားမယ်ဆိုရင်ကျွန်တော်တို့မပြည့်စရာအကြောင်းမရှိဘူး ဲ့တော့ကျွန်တော်ဒီ campaign ပြည့်တာဒီကျွန်တော်တို့မှာအကျိုးတွေအများကြီးဖြစ်သွားနိုင်တယ်နော်စကားဝိုင်းရခေါင်းစဉ်တွေတော့လည်းလွယ်လွယ်ဝိုင်းနည်းနည်းပြောရင်ပြောရင်လည်းကြွားချင်လို့ဘာလို့ဆိုတော့ IRG တို့ဒါလေးတို့တော့အရင်ပြောချင်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီ campaign တိန်းတောင်းကိုလုံနိုင်တာဒီတရင်တက်ဘက်မှာလုံနေတဲ့ညီလေးတို့ဒီမိုးညိုတို့အတွက်လည်းအာရင်တရက်ဖြစ်သွားတယ်လို့တစ်ဖက်ရန်သူအတွက်လည်းအလုံးလုံးနေနဲ့ဖျားနေမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မနေ့ကတင်းတစ်ခုတင်လိုက်ပါတယ်ဒီ silent debate ကို မစခင်တည်းကဒီကောင်ကြီးရဲ့ရှုံးနေတာကျွန်တော်မနေ့ကဗီဒီယိုဖိုင်ထဲမှာပြောခဲ့သလိုပဲလူတယောက်ဟာကိုယ့်ကိုစိန်လာခေါ်မယ်တယောက်တယောက်ကကယူစိုက်စရာမရှိတဲ့လူဆိုရင်အဲ့လူဟာဘာဖြစ်မလဲအေးစေးပဲတီတီငြိမ်ငြိမ်ပဲကိုယ့်လုံးကိုယ်လုံးဖို့ရှိတဲ့လုံနေမယ်မင်းကမင်းစိန်ခေါ်လို့မကလို့ဘာပဲဖြစ်ဖြစ်ဟဲ့အောင်ခက်ရဲကြောက်ရင်တော့ဟိုကတော့ပါဆောက်ခွင့်မဆိုင်ဘူးကွာဆိုတဲ့အထာမျိုးနေမှာပဲဒါပေမဲ့လို့ကိုယ့်ကိုကြောက်ကြတဲ့လူကိုယ့်ကိုထိခိုက်နိုင်တဲ့အရာစိန်လာခေါ်လာပြီးဟဲ့ဆိုရင်ပြင်းစင်မယ် ်ပြေးစရာရှိရင်လည်းပြေးဖို့ပြင်မယ်ပြန်ချစရာရှိရင်လည်းချဖို့ပြင်အခုလက်ရှိဒီကနေ့စစ်ကောင်စီဟာဖြစ်နေတာစစ်ကောင်စီပေါ့နော်ဒီစကမဘာဖြစ်နေလဲဆိုတော့သူတို့ကြောက်လို့သူတို့ကြောက်တာဘယ်လောက်ထိကြောက်လဲကျွန်တော်တို့ပြည်သူတွေကိုဘယ်လောက်ထိကြောက်လဲဆိုတာပြည်သူတွေဘာမှမလုပ်ပဲအတန်တိတ်နေတာတောင်သူတို့ဘဝကကြောက်ကြတဲ့ဘဝအဲ့တော့သူတို့ဟာနိုင်နေလို့လားရှုံးနေလို့လားအဲ့ဒါရှင်းနေဒီစစ်အာဏာရှင်တွေဟာခိစက်စက်လုံချင်တိုင်းလုံလာတယ် ဘဒုကမှဂယုမဆိုင်ဘူးဒါပေမဲ့လို့သူတို့ဒီတတိရှိလို့လောက်တာမဟုတ်ဘူးအကြောက်တရားရှိတယ်သူတို့ထိမှအင်မတန်ကြောက်တဲ့ကောင်သူတို့တွေကဒီသူတို့စစ်သက်ဖောက်ခံတဲ့အခုပြပဟိုနေကိုချိုကြီးပြောနေပဲမိမရှင်စစ်ဖို့ချုပ်ပြီဆိုတာတကယ်ယောက်ျားမပီတဲ့လူတွေပါအဲ့ဒီအတွက်သူတို့ဟာသူများကိုတော့သူတို့ရုပ်မာတာသူတို့မိသားစုသူတို့အတိုင်းဝိုင်းသူတို့ရဲ့ယာဓုသူတို့ခန္ဓာကိုယ်စသဖြင့်သူတို့ထိခိုက်မှအင်မတန်ကြောက်တဲ့ ဒါပေမဲ့သူတို့မထိနိုင်နိုင်တဲ့အရာဆိုရင်မလုပ်လေဂယုမဆိုင်ပဲနဲ့သူတို့မိုက်ခင်တဲ့အရာကိုစွန့်မိုက်တယ်သူတို့ထိနိုင်မဲ့အရာဆိုရင်သူတို့ကအသေးအံကြောက်အဲ့တော့အခုဒီနေ့ပြည်သူတွေရဲ့အတန်တိတ်တပိတ်ဟာကျွန်တော်ဒီတနေ့လုံးနဲ့အားရချိန်ကြောကြည့်လိုက်ပါလေရန်ကုန်အပါအဝင်အနေနဲ့အရက်ရက်ကမြို့တွေကပုံနေကျွန်တော်တက်လာပါလေဘလောက်ပဲလူမရှိတဲ့နေရာကိုရွေးရိုက်တယ်ပဲတစ်ဖက်ကဘောမှနေပျော်ပျော်နေမြို့တစ်မြို့ဗျလူတွေနေတဲ့မြို့ နေ့ရင်ကြောင်တောင်လမ်းမထက်မှာလူကြီးတိတ်တယ်ဆိုတာရှိเสียအကြောင်းမရှိဘူးတနေ့လုံးထိုင်ပြီးထမင်းမစားပဲထိုင်ရိုက်တောင်မှအချားနေတွေတွားရိုက်ကြည့်ရမလားလို့အဲ့တော့ဒီနေ့ပြည်သူတွေရဲ့ဘူးပေါင်းမှုကိုလည်းကျွန်တော်တို့အယံဝမ်းသာရှင်းမှကျွန်တော်ပြောခဲ့သလိုကမ်ပိန်းဆိုတဲ့ကမ်ပိန်းတွေကိုရအောင်ထည့်တယ်ဗျာအခုကျွန်တော်တို့ဒီပြည်တွင်းရဲ့လူတွေမထင်အောင်ကျွန်တော်တို့ဒီလောက်ထိပြည်သူ့ရဲ့အားကောင်းမယ်ဆိုတာဒါဟိုပြည်သူတွေကဘာဖြစ်သွားလဲဆိုတော့ခုနကဗီဒီယိုဖိုင်မှာကျွန်တော်ပြောရပါသေးတယ်ဝီပါဝါပေါ့ မဖြစ်မနေလုံမယ်ဆိုတဲ့တန်ထိတ်ခံခြားထားတဲ့ပြည်သူတွေကတော်လှန်ရေးမှာအယံများသွားပြီအဲ့ဒီအတွက်ဒီအာဏာရှင်တွေကဒီပွဲဟာဘလို့မှနိုင်လို့မရတော့တဲ့ပွဲကျွန်တော်တို့စိုးရိမ်တာတခုပဲရှိတယ်အဲ့ဒါကတော့ကျွန်တော်နိုင်ငံမှာဒီလက်နက်ကင်ပဋိပက္ခကြီးရေရှည်တွားမှာ ਉਹ ပဲစိုးရိမ်တော်လှန်ရေးမနိုင်ကြအောင်ကျွန်တော်တို့စိုးရိမ်စရာမလိုတော့ဘူးဘာဖြစ်လို့လဲကျွန်တော်တို့လူတို့အားဘာနဲ့မှဖြိုလို့မရတော့ဘူးကြီးနေအခုကနေ့လေးလေးတက်ပြောရတာကျွန်တော်ကြားတယ်မဲဆောက်မှာရှိတဲ့မြန်မာတိုင်းဝိုင်းနေရာစား ဒီနေ့တစ်ပိတ်မှာအတန်တက်ပြီးတော့မလိုလားအပတ်နဲ့အပြင်သွားတာဒီမလုတ်ပေးဘူးဆိုတော့အရန်ပဲကျေစုတင်ပါတယ်အဲ့တော့ပြည်တွင်ရဲ့ညီကောင်မောင်တို့ကနေအနေနဲ့လဲကျွန်တော်တို့ကလေကျေစုတင်နေဆိုတဲ့နေရာမှာမလုတ်နိုင်တာကိုကျွန်တော်အပြစ်မပြောပါဘူးတော်လန်ရင်းမှာငါတို့လုတ်သလိုမင်းတို့လုတ်ကမယ်ကိုကလို့ဘဒုကမှပြောပိုင်လို့မရှိဘူးဒါပေမဲ့လို့ရန်သူအားပေးမဖြစ်တင်တဲ့ပြည်တွင်ရဲ့လူတွေအနေနဲ့ဒီကာလမှာကိုအတက်ကိုကိုလုံခြုံအောင်စောက်ရှောက်ကမယ်ကိုမိသားစုစတာဝန်နေရင်အခက်ခဲနေတယ် မင်းတလုံးစားဖို့အတွက်ခက်ခဲနေတဲ့ကျွန်တော်မြန်မာပြည်သားတွေအများကြီးရှိတယ်။လူခွေးဆိုတာအဝေးပြခမင်းတလုံးတောင်မှပျောက်နေတဲ့လူတွေရှိတဲ့မြန်မာနိုင်ငံဖြစ်နေတာ။အဲ့တော့ပြည်တွင်းထဲကလူတွေနေနဲ့အခုလိုလှုပ်လို့ရတဲ့အပိုင်းတွေမှာအခုလိုနိုင်တဲ့နေကပါဝင်ပေးတာလေဒါတော်နိုင်ရင်မှပြည်တွင်းမှာရှိတဲ့လူတွေအတွက်တာဝန်ကျေပွန်ခြင်းတစ်ခုပါပဲ။ဒါကြောင့်မို့လို့ကျွန်တော်တို့အားရတယ်အခုဆိုရင်ဒါလေးလေးတက်လေကျွန်တော်ကြည့်တာလိုက်တယ်လွှင့်တောက်လျှောက်မနာဘူးညီလေးဝင်ရဆိုရင်တော့ပြောမနေနဲ့အဲ့တော့အဲ့ရတာမတူဘူးမှမျက်လုံးနဲ့အแทဝင်နေပြီ နော်ကျွန်တော်ဆိုလဲဒီကမ်ပိန်းစဖွင့်ပြီးနောက်ရက်ထဲကမနဲ့6နိုင်ထိုးရတာ2ရက်ရှိတယ်3နိုင်4နိုင်အဲ့ကမနဲ့ကတော့နည်းနည်းစောတယ်3နိုင်ကျော်အိတ်လို့ရတယ်အဲ့ရတဲ့ဝင်တဲ့အချိန်ပြောတာဆိုတော့ဒါဟိုဂျုံတို့ပြောပြတာပဲကျွန်တော်တို့တွေအဲ့လိုလုပ်နေလဲအခုတို့ပြည်သူတွေကပေါဝင်တာတွေ့တဲ့အတွက်ကျွန်တော်တို့မပင်ပန်းဘူးဘလောက်ပဲကျွန်တော်တို့ပင်ပန်းနေပြီခန္ဓာကိုယ်ကပင်ပန်းနေပြီမဲ့ကျွန်တော်တို့ရဲ့စိတ်ကဘာဖြစ်စိတ်ကဆောင်ပြီးတော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကပေါ်ပါနေအဲ့ဒါအားလုံးဟာအားလုံးရဲ့ပြည်သူတွေပါဝင်မှုရဲ့အားတွေပဲကဲနော်ဒီကုစီပြောသွားတဲ့ဟာတွေတကယ်ကောင်းပါတယ်နော်ပေတကြီးရောအမြင်သုံးသက်ချက်လေးတို့ကလည်း comment မှာရေးပေးကြပါဟုတ်ပြီဆက်လက်ပြီးမှာနော်ကိုရဲဘော်ရှန်လေးတင်ဆက်ပြီးတော့တဲ့ဒီလန်လေးဆက်ကြည့်လိုက်ကြအောင်နော်ဒီခုဒီဇင်ဘာ17ရက်နေ့ပေါ့ဆိုတော့ဒီနေ့မှာ ကျွန်တော်မိသားစုအနေကိုကျွန်တော်အတိပေးလို့တာကမင်းအောင်လှိုင်းရုပ်မှာကောက်ကျစ်နေပြီလို့ကျွန်တော်ပြောချင်တာပါ ဆိုတော့သူကဘာကြီးကိုဘယ်လိုလှည့်စားမလဲဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုအနေနဲ့သိအောင်ပြောပြချင်တာပါတကယ်တော့ဒီမင်းအောင်လည်းနဲ့ပတ်သက်တဲ့အကြောင်းအရာတော်တော်များများပေါ့နော်သူ့ရဲ့လုပ်ရက်တွေသူ့ရဲ့ကောက်ကျစ်ဆင်းလဲမှုတွေသူ့ရဲ့ရုပ်မာမှုတွေကိုကျွန်တော်မိသားစုအနေနဲ့ထက်ခါထက်ခါသိရှိခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ပြောချင်တာကကင်ပီနဲ့အတွင်းထဲမှာရှိတဲ့ကြားဖြန့်ကိစ္စတွေနဲ့ပတ်သက်နေပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကိုကျွန်တော်မိသားစုအနေနဲ့တဝချင်းစတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ် ဒါပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာပဲဆိုရင်ကျွန်တော် KNU မှာရှိတဲ့ဌာနချုပ်ကိုကျွန်တော်တို့ဒါကမီကာစီအသေးခံဒရုန်းဘုံနေနဲ့လာပြီးတော့ဘုံကျဲသွားတယ်အစီအ6ဆင်းလောက်ကိုလာပြီးတော့ဘုံကျဲတက်ခိုက်သွားတယ်ဆိုတော့ KNU ဘာဖြစ်သွားလဲသူရဲ့ဌာနချုပ်ကိုလာပြီးတော့ဘုံကျဲတက်ခိုက်သွားလို့ဘာမှမဖြစ်တော့ကျွန်တော် KNU နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုဝင်ကျွန်တော်ဗီဒီယိုကိုအများကြီးကြည့်နေတဲ့သူတွေကျွန်တော်အများကြီးပျော့ပြတ်ထက်တယ်ဟုတ်ပြီဌာနချုပ်မှာကျွန်တော် KNU တင်းတက်ဖွဲ့တွေရှိနေတာမဟုတ်ဘူး ်ကျောင်းကရင်တွေကငကိုတွေကကြောက်ကြာနီးနဲ့ကျွန်တော်တို့ဒါစတင်ခဲ့လို့ခုချိန်ထိလည်းပဲကင်ပကညောတွေကကြောက်ကြာစနစ်နဲ့ပဲနေထိုင်လှုပ်ရှားကြတာဖြစ်တယ်။သူတို့ပမာရှိလဲဆိုတာကိုတောင်ုံတန်ုံကသိဖို့ခက်ပါတယ်။ကင်ကင်ကြီးလမ်းပြမယ်ဆိုရင်တော့ကျွန်တော်လည်းမသိဘူးပေါ့လေ။အခုဒါပြီးကရပိုင်းအတွင်းမှာကျွန်တော်ကမီကာစစ် drone နဲ့လာရောက်ပြီးတော့တိုက်ခိုက်သွားတယ်။လူထိခိုက်မရှိဘူးဆိုတဲ့သတင်းလည်းကျွန်တော်မိသားစုကြားမှာဖြစ်မှာပါ။သူတို့ဘာကြောင့်ကြောက်နေတာလဲ။ဘာဖြစ်လို့လာရောက်တိုက်ခိုက်နေတာလဲ။ ဆိုတော့ကျွန်တော်ရဲ့အတီးကကျွန်တော်ကိုလှမ်းပြီးတော့ပြောတယ်ကိုရှမ်းရဲ့ဒီလိုလိုပဲမနော်တပုံမတန်းလေးနဲ့ကျွန်တော်လှမ်းပြပါတယ်တပုံမတန်းလေးကိုတော့ကျွန်တော်ရဲ့ Telegram မှာပဲကျွန်တော်ဖော်ပြပေးထားပါတယ်ကျွန်တော် Telegram ကလည်းအခုအရင် Telegram အဟောင်းမှုတ်တော့ဘောနော်ရဲဘော်ရှမ်းလေးအဲ Telegram channel မဟုတ်ဘူးအခုကအဲ့ရဲဘော်ရှမ်းလေး Telegram channel ကအဆင်မပြေလို့ပေါ့နော်ကျွန်တော်ရဲဘော်ရှမ်းလေး official Telegram တခုထပ်ပြီးတော့ဖွင့်ထားပါတယ်ကျွန်တော်ရဲ့အဲ YouTube link တွေမှာလည်းကျွန်တော်ချပေးထားပါတယ်ဆိုတော့ဒီကကျွန်တော်လမ်းပြောတယ်ကိုရှမ်းရဲ့ဒီလိုလိုပဲ ကျွန်တော်အတီးကိုဘယ်လိုပြန်ပြောလဲကျွန်တော်မိသားစုရင်းဟာဒါတော့မဖြစ်သင့်ဘူးဒါကိုကျွန်တော်ငုတ်ခံလို့မရဘူးဆိုတော့ကျွန်တော်တို့ရန်ကုန်ဘကိုးထိတက်ပြီးတော့တင်းလိုက်အောင်ကျွန်တော်ရဲ့ view ကိုကျွန်တော်အတီးလက်ကြည့်နေမှာပဲကျွန်တော်ဒီလိုပဲပြောတာကျွန်တော်တို့ဓာမျိုးကိုလက်ခံနေလို့မရတော့ဘူးဒါကိုကျွန်တော်လက်တော့ပြန်มาဖြစ်မယ်ဆိုတော့ကျွန်တော်တို့အားလုံးရဲ့ဒီမှန်ချက်ဖြစ်တဲ့ရန်ကုန်ဘကိုးကိုကျွန်တော်တို့အတူတူတက်ပြီးတော့တင်းလိုက်အောင်အတူတက်ပြီးတော့ချလိုက်အောင်ဗျာ ရန်ကုန်ဘကု ARE ကျွန်တော်တို့ဝင်လာပြီဆိုရင်ကျွန်တော်မိဘပြည်သူတွေကကျွန်တော်တို့နဲ့တသားလည်းယက်တည်နေမယ်ဆိုတာကိုလည်းကျွန်တော်တို့ပြီးခဲ့တဲ့ Silent the Boy ပြုတ်လောက်တဲ့ပွဲမှာလည်းပဲကျွန်တော်တို့တတ်သိချပြခဲ့ပြီးသားနောက်တစ်ခုကအကြံပေးစခွတ်တက်ကောင်တွေကကျွန်တော်တော်လောင်းသောနေမြေတွေမှာလာရောက်ပြီးတော့စကြောင်းထိုးနေတယ်ဒီကောင်တွေမြေမပိုင်ဘူးဒါကြောင့်ဒီကောင်တွေစစ်ရှုံးနေတာပြီးတော့ခွေးရှုံးဝက်ရှုံးရှုံးပြီးတော့ခွေးပြေးဝက်ပြေးတပါသောနိုင်ငံတွေအထိပြေးမိကြရတာကျွန်တော်တို့ရန်ကုန်သားတွေကရန်ကုန်ကိုပြန်လာတာ ရန်ကုန်မှာအကြတာအစားကျွန်တော်တို့သိတယ်။အခုကတော့ဒီကောင်တွေရန်ကုန်ထဲမှာငပြူတွေပေါ့ဗျာပြောပါလိုက်လူမိုက်ဟဲ့လားတာဂီတလူမိုက်တို့နိုင်တာယာလူမိုက်တို့ဘာလူမိုက်တို့ညာလူမိုက်တို့တောက်ပေါ်တတ်အဲ့ဒီမိုက်ဆိုတဲ့ကောင်လေးလာခဲ့စစ်တဲ့နန်တစ်ခုပဲပေးပြီးတော့ပြလိုက်ပြီ။ဘဇက်ကခြေစင်းတော့မှထွက်ကြသွားစီရ မန်ဒိုမဟုတ်သေးဘူးတော့ကျွန်တော်ရဲ့မိသားစုကမန်ဒိုမဟုတ်သေးဘူးဆောင်းရဲလူမိုက်ပါတယ်အာအကောင်ကြီးတွေပလကြီးဆိုတဲ့ကောင်တွေလာခဲ့ဒေါသကစမ်းချောင်းကြီးတစ်ခွက်ပဲတိုက်လိုက်မယ်ခင်ဗျားတုံခါပြီးတော့ဆင်းသွားမယ်ဆရာကျွန်တော်လူငယ်ရဲဘော်တွေနဲ့ဒီကောင်တွေနဲ့ဘာကွာလဲဆိုတဲ့ချက်ကျွန်တော်ရဲ့ခံနိုင်ရည်တွေကျွန်တော်ရဲ့စိတ်တက်တွေကျွန်တော်ရဲ့မာကြောမှုတွေ လုံးဝကိုကွဲပြားချမ်းသာတယ်ကျွန်တော်မိသားစုမကြခင်မှာရန်ကုန်မှာပြန်ဆုံမှာရန်ကုန်မှာပြန်ဆုံတဲ့ခါကျရင်တွေ့လိမ့်မယ်ဘယ်ကောင်ဟာလူမိုက်အစ်စ်လဲဆိုတော့ပြအခုမင်းအောင်လိုင်ဟာဂျော့ကင်းပြီနဲ့ဂျာပြန်တွေနဲ့ပတ်သက်ပြီးတော့ BGF နဲ့ပေါင်းပြီးတော့ဘုံတွေခွဲပြတယ်ပြီးတော့အဲ့ဒီမှာရှိတဲ့သူတွေကိုလည်းပဲဝင်ရောက်စီးနင်းဖမ်းပြတယ်ဆိုပြီးတော့အယုဒ္ဓမှတ်တမ်းဗီဒီယိုလေးလည်းထုတ်ပြဓာတ်ပုံလေးလည်းထုတ်ပြလေကွန်ပျူတာလေးပါရိညာတွေကိုလည်းလမ်းကြိတ်ဆန်းနဲ့ကြိတ်ပြတယ်ဘယ်လောက်လောက်တာက ျွန်တော်ကဘာကြီးကရင်းမခုန်ဘူးထိုင်းသတင်းဌာနတစ်ခုမှပါလာတဲ့ထိုင်းအမျိုးသမီးနှစ်ယောက်လူကုန်ကူးခံရတယ်မြန်မာနိုင်ငံကတော့ထိုင်းနဲ့ထိစပ်နေတာနော်အဲ့ဒီအမျိုးသမီးနှစ်ယောက်ကမြန်မာနိုင်ငံကျွန်တော်တို့မြောက်ရီမှာလုံရမယ်ဆိုပြီးတော့သူတို့လူကုန်ခံရတယ်ပြီးတော့ကြားဖြတ်နေကြောက်ရတယ်ကြားဖြတ်တွဲမှာပြည်သစာအနေနဲ့လှုပ်လှုပ်ခဲ့ရတယ်ဆိုအဲ့ဒီနှစ်ယောက်ကကျွန်တော် KNU ကမင်းလက်ပံကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တဲ့ကြားပြန်စင်းင်းနဲ့ပွဲမှာ သူတို့လွတ်မြောက်သွားတဲ့အတွက်အခုထိုင်းနိုင်ငံကိုပြောင်းသွားအဲ့ဒီသတင်းချက်လက်တွေထိုင်းနိုင်ငံအစိုးရလက်ထက်ရောက်သွားပြီဒါအပြင်လက်ရှိကြပြန့်နေတဲ့ပတ်သက်ပြီးတော့လည်းပဲ American CIA နဲ့ကျွန်တော်တို့ Free Burma Ranger အဖွဲ့တွေပြီးတော့ KNU ဒေသခံအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေကြတာဖြစ်တယ်လို့ကျွန်တော်မိသားစုနဲ့ကျွန်တော်အသိပေးလို့တယ်အဲ့ဒီ KNU ဟာငိုလဲကအမေရိကန်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီးသားကိန်းနေမှာရှိတယ်ကျွန်တော်မိသားစုနဲ့သိတယ်ကျွန်တော်အများကြီးထွေထူပြောစရာမလိုဘူး ဆိုတော့သူတို့တွေလုံးပြရတယ်သူတို့ဖမ်းပြမယ်သူတို့ဖောက်ခွဲပြမယ်ပြီးတော့အဲ့ဒီတရုတ်တွေကိုတကယ်ခေါင်းဆောင်တွေကိုသူတို့လုံခြုံတဲ့ဘေးကင်းတဲ့နေရာကိုရွှေ့သွားကြတာဘယ်သူမှတော့မသိလဲရအောင်ဘယ်သိမလဲကျွန်တော်ရင်မိသားစုနေဒီကောင်လက်နဲ့ကင်ပြီးတော့အလုလုံနေတာလေဗျာပြီးတော့လက်ရှိကြားပြရင်ခေါင်းဆောင်ကမင်းအောင်လှိုင်းလေဗျာဟုတ်လားကျွန်တော်ရင်မိသားစုအခုနောက်ထပ်ထူးခြားတဲ့သတင်းခိုင်မာတဲ့သတင်းတစ်ခုကျွန်တော်မိသားစုကျွန်တော်ပြောချင်တယ်အဲ့ဒါကကြားဖြန့်အင်အားပေါ့နော်လူလိန် အဖွဲ့ရဲ့တရုတ် အကောင့်တရာလိုက်ကိုအကောင့်တရာလောက်ကိုမင်းအောင်ဆိုင်ကဖမ်းဆီးပြီးတော့တရုတ်ကိုပို့မယ်လို့သတင်းပြည်ကြရရရှိထားတယ်။ဟုတ်ပြီအခုပို့မယ်သူတွေအကြောင်းကိုကျွန်တော်ပြောချင်တယ်။အခုပို့မယ်သူတွေကတာမန်အောက်ခြေဝန်ထမ်းတွေပဲတည်ပြောချင်တာကတော့မအူမလဲတရုတ်တွေဗျာ။တရုတ်ပြည်ကနေပြီးတော့ခေါ်ပြီးတော့ဒီမှာအလုတ်ခိုင်းခံထားရတဲ့ဝန်ထမ်းငယ်လေးတွေဖြစ်တယ်။ဒီကောင်တွေကအကြမ်းဖက်ခေါင်းဆောင်တွေမဟုတ်ဘူး။ဒါပေမဲ့ကဘာကြီးကိုမျက်လဲပြဖို့အတွက်သူတို့တွေအသက်ရှူပေါက်ရဖို့အတွက်အဲ့ဒီတရားကိုသူတို့ဟာတရုတ်ကို လက်လွဲပြန်ပေးမယ်ဆိုတော့တိကျတဲ့သတင်းကျွန်တော်ရည်သားစုနေပြောချင်တာရန်ကုန်ထဲမှာရှိတဲ့ဟိုတယ်တွေနဲ့အိမ်ယာဝင်းတွေကျွန်တော်တို့ကွန်ဒိုတွေပြီးတော့လုံချင်းနေရာတွေမှာကြားဖြန့်တွေရွှေပြောင်းပြီးတော့နေထိုင်နေကြတယ်ကျွန်တော်ရည်သားစုနေဂယုစိုက်ပေးပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်မိသားစုနေအမျိုးကောင်းသားသမီးတွေကြားဖြန့်တွေကိုရောက်သွားနိုင် အမျိုးသားလူငယ်တွေအလောက်ကန်ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာအလောက်ကန်ရှားပါနေတဲ့အခက်ခဲမျိုးစုံကိုအခွင့်အရေးယူပြီးတော့ဒီကောင်တွေအသုံးချမယ်အမျိုးသမီးငယ်တွေကိုပြစ်တစားအဖြစ်အသုံးပြုမယ်ငွေကိုပန်းပြပြီးတော့ကျွန်တော်နိုင်ငံအစင်းရဲတယ်လေဗျာအလောက်ကန်ကောင်းမရှိဘူးငွေများရရင်တော့အချို့စိတ်ဝင်စားတာတွေလည်းရှိတယ်ဘာမှမဟုတ်တဲ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းမှာစစ်မှုထမ်းဖို့တောင်မှကိုယ့်ကိုရောင်းစားပြီးတော့စစ်မှုထမ်းနဲ့ဝင်သွားတဲ့ကောင်တွေရှိတယ်ကျွန်တော်မိသားစု မိဘတွေကို၌ကိုရသူတို့သားသမီးကိုစစ်မှုထမ်းတဲ့ကိုထည့်ပြီးတော့တိန်ရာနဲ့ချီယူသွားတယ်ဆိုတဲ့သတင်းတွေလည်းကြွင်ပြီးသားစုကြားမှာဖြစ်ပါတယ်အခုရန်ကုန်ထဲကိုကြားဖြန့်တွေရောက်နေပြီအဲ့ဒီကြားဖြန့်တွေကလည်းပဲကျွန်တော်မိသားစုဝင်တွေအနီးပတ်ဝန်းကျင်မှာပဲရှိနေတာပါဒါတွေကိုဘယ်သူပို့တာလဲဆို BGF DGPA နဲ့ main on line ကိုရန်ကယ်တီလုတ်ခဲ့တာဖြစ်တယ် ခုမြောင်းလိုင်းကိုယ်လည်းဖမ်းထားပါတယ်ဆိုတဲ့အကောင့်တရားငစနူနော်တားပေါက်လေးတွေအဲ့ဒီတရုတ်တရားကိုတရုတ်ပြည်လွှဲမယ်ပါညာဆိုတဲ့သတင်းတိတိကျကျကျွန်တော်ရရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်မိသားစုအသိပေးတာဖြစ်ပါတယ်ဒီကောင်ကြီးဘုလင်နေပြီကျွန်တော်မိသားစုအကြီးကျကျလုတ်ပြတယ်ဒါပေမဲ့ဘယ်သူမှအယုံကြည်မရှိသလိုသူတို့အချက်ကိုသူတို့ပို့ပြီးတော့ခွဲပြလို့ဖြစ်နေတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်မိသားစုကျွန်တော်မိကုန်လေးတစ်ခုမွေးမယ် ဒီပွဲမှာဘသူနိုင်နေပြီလဲဆိုတော့မိကုံးကျွန်တော်မေးမယ်ကျွန်တော်ရဲ့မိသားစုနေကျွန်တော်ရဲ့ဗီဒီယိုကြည့်နေရင် comment မှာရေးပေးခဲ့ပါဘသူနိုင်နေတဲ့ပွဲလဲဆိုတာပါမကြခင်မှာဒီတက်ကြီးမားတဲ့အောင်မြင်မှုတွေအများကြီးကျွန်တော်ရဲ့မိသားစုနေစီရောက်လာမှာဖြစ်ပါတယ်နှစ်သိကုလက်ဆောင်နော်ဟုတ်ပြီဒီကနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာကျွန်တော်မိသားစုဝင်တွေရဲ့ဒါသားသမီးတွေအထိပါဒါအသက်အန္တရာယ်တွေချိန်ချောက်ခံရတဲ့အခြေအနေတွေ ပြီးတော့လုံခြုံမှုဒါဘေးကင်းမှုဘာတစ်ခုမှမရှိတော့တဲ့အခြေအနေတွေရယ်ပြီးတော့ကြပြန့်နေတဲ့ပတ်သက်ပြီးတော့အတုံးတော်ခံဖြစ်လာမဲ့အခြေအနေတွေပါရှိနေပါကြောင်းကျွန်တော်ဖော်ပြနေတာဖြစ်ပါတယ်ကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုအားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုကိုကျွန်တော်ဒီထက်ပိုကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်နနပီစပီကပီကြောင်းနဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တဦးချင်းစံပြီးနဲ့ကင်းရှင်းပါတဲ့အောင်လေးနဲ့စတောင်းခြင်းနဲ့ကျွန်တော်ရေပေါ်ရှင်းလေးပါဗျ။ကဲနော်ကိုရေပေါ်ရှင်းလေးတန်ဆက်ပြီးတော့ပေါ်မှာနော် ဒီ main online ရဲ့เนาะအလုပ်ရက်တွေပေါ့เนาะ main on ကြောက်ပြီเนาะကျွန်တော်ကိုရက်ပေါ်ရှင်းလေးတင်ဆက်ပြီးတော့ပေါ့ပလေးဒီကျွန်တော်မင်းတောင်းတချလေးတို့ကို comment မှာရေးပြကြပါဒီနေ့တရင်တွေတော့လေးတော့ပါပဲအဆုံးထိကြည့်စုပြတဲ့သူရောက်စီတဲ့အရန်ကျေးဇူးတင်ပါတယ်ဒီနေ့ trend တွေတော့ပါပဲအဆုံးထိကြည့်စုပြတဲ့သူရောက်စီတဲ့အရင်ကြည့်စုတင်ပါတယ်ကျွန်တော်တို့ trend တွေလေးတွေနဲ့ပြန်ဆောင်ကြရအောင်နော်